တပည့်တော်နိုင်ငံပြတ်တာဆာရေးဆရာတွေရဲ့တာဝန်မကင်းဘူးဆာရေးဆရာလားနိုင်ငံရေးသမားလားမသိဘူးတောင်ပြောမြောက်ပြောလျှောက်ပြောတာအစိုးရ20ပြတ်တာနော်20ဒီမိုကရေစီရလိုက်လို့တာပဲ30လောက်ရရင်နိုင်ငံအထိတဲ့ပို့ဆိုသွားမယ်ထင်တယ်အဲ့ဒါဆာရေးဆရာလာရင်ဘာတွေးစရာပါလဲဆာရေးဆရာပြန်ရင်ဘာတွေးစရာကျန်လဲတွေးတာအကောင့်တွေးပဲဖြစ်အောင်ဟုတ်ဗျာအခုကချင်းချင်းရန်တိုက်ထားခဲ့တာဟုတ်ဗျာတောင်ပြောမြောက်ပြောလျှောက်ပြောခဲ့အဖွဲ့အစည်းလဲကွယ်ရဲရွာလဲကွယ်ဟုတ်လားနိုင်ငံလဲကွယ်မကွယ်ဘူးလား ာကွဲတဲ့သူသိပြီးနေရမယ်ဒါရေးစရာရေးတော့ဟုတ်လားမတွဲချင်တဲ့သူကိုတွဲပြီးလုပ်နိုင်ရမယ် collaborative လုပ်နိုင်ရမယ် collaboration လုပ်နိုင်ရမယ်အခုတော့ဘာလို့နည်းနည်းဟနေတဲ့ဟာလေးတက်ရှူတက်ရှူသွားတာတော့တက်ရှူရင်တူလေးနဲ့တောက်တာခဲ့တယ်ထောင်းဆိုကွဲသွားနိုင်ငံကွဲတာသူတို့တောင်မကင်းဘူးဟုတ်လားအမှုပညာသမားတွေစရေးစရာတွေဒါတည်ထားရမယ်ချက်အဲ့ဒီရဖုန်ကြီးတွေကလည်းရောကောသောကောပါတယ်ဗျအဲ့ဒီဖုန်ကြီးတွေကလည်းရောကောသောကောပါတယ်နိုင်ငံရေးဖုန်ကြီးလားတရားဟောဖုန်ကြီးလားဘာကြောင့်မသိဘူး တပည့်တော်ခုတရားဟောဘုန်းကြီးမဟုတ်ဘူးเนาะရှင်များတို့သင်တန်းပေးနေရเนาะဟုတ်လားသင်တန်းပေးတပည့်တော်သင်တန်းလို့ပဲပြောအောင်ပေါ့တရားဟောရင်ဒီဟာတွေပဲထည့်ပြောလို့ရဟုတ်လားအဲ့ဒါဆိုကိုယ်ပိုင်းနဲ့ကိုကိုဗာရှင်းနဲ့ကိုပြောအောင်ပါလေအဲ့ဒါဆိုကြိုက်တာလို့တို့တော့သူ့နေရာနဲ့သူဟောနော်ဆိုင်ရေးဆရာသာပေဘုသူဒ္ဓတဲ့လူသားတွေရဲ့စွန့်မြင်မအောင်ပြောအောင်အဲ့လိုမျိုးပြောအဲ့ဒါဆိုတော့စိတ်ဓာတ်ရရမြင်ပါစေရေးဆိုတဲ့အပိုင်းပါအတူတူထားပါနော်ဘုန်းကြီးတွေဆိုလည်းဘုန်းကြီးတွေတိုင်းမဟုတ်ဘူးဒီပါတီရဲ့အချိန်ဝိုင်းကို အလုံးမနဲ့ကြိုက်တယ်ဆိုတော့ဘုံကြီးတွေပါတယ်သူတို့ပြောရင်တော့ရှင်များအဲ့ဒီပါတီကအဲ့ဒီပုံကိုကြီးတွေကောင်းကြောင်းပြောမှာပဲအဲ့ဟိုပါတီရောဟိုပုံကိုတွေမကောင်းကြောင်းပြောမှာပဲကောင်းကြောင်းမကောင်းကြောင်းပြောတာတော့လူတိုင်းပြောတတ်တယ်အကုန်လုံးကောင်းအောင်ပြောဖို့ကျတော့ခက်တယ်